Yeah. တထသာလိနီပု္ပ္ပံနံပါတ်1 1 3ပေါ့လေကျန်တက်ဒေါသပဲသွားနေတာအဲ့အဲ့ဒီလိုသွားတဲ့အခါမှာကျန်တက်ဆိုတာဒေါသပဲတယ်ဆိုတာဝကြခွဲကိုမိတာဖြစ်လေခြင်းကြောင့်တနည်းအားဖြင့်ဝကြခွဲသည့်အားလျော်စွာ အသုံးနှုံးလေးတွေကကွာခြားသွားတာဖြစ်တဲ့အတွက်ကြောင့်အထာတာလိနီကျန်တက်တဲ့အခါမှာရှင်ပြတို့ပိုင်းပိုင်းနိုင်နိုင် သက်စီခြင်းနဲ့ရည်ရွယ်ချက်နဲ့အခုဝတ်ကြအားလျော်စွာကျင့်တဲ့နေသွားနေတယ်။ဘာသွားနေလဲ။ဝတ်ကြအားလျော်စွာကျင့်တဲ့နေပက္ခန္တရနဲ့ဝိထာရတီ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 မကွာခဲ့ဘူးလား။ကွာခဲ့ပါဗျ။ဝိထာရနဲ့မနေ့ကနိကမနာနိကမနာလေတီ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 အတုံးတုံးလေးတွေလေ။ဝိထာရဆိုတော့အချင်းချင်းဆိုတဲ့အတန်လေးတွေကြားနေရတာပေါ့။နိကမနာဆိုတော့အချင်းချင်း၍နေကုန်းအုတ်တယ်ဆိုတဲ့စကားလုံးလေးတွေမကြားဘူးလားကြားရလား။ကြားပါဗျ။ ပုံသေးတစ်ခုလောက်ကလေးလှုပ်ထားလိုက်အလားတူကြံတာမှန်တွေ့ဒီအတိုင်းပဲအသုံးနှုံးကလေနည်းနည်းလေးနည်းနည်းလေးနည်းနည်းလေးမူရင်းနေရာလေးနည်းနည်းလေးပြောင်းပြတာပဲရှိတယ်ဝိဒ္ဓရာဆိုအချင်းကျဲဆိုတဲ့အတန်ကြီးကြားနေရမယ်ဏိကမနာဆိုအချင်းချုံရင်ဏိကုံးအုပ်တယ်ဆိုတဲ့အတန်ကြီးကြားနေရဝကြခွဲကိုမှီတယ်ဆိုတာသိတာထင်ရှားအောင်လို့ ်ဝက်ကြအားလျော်စွာကြမ်းတက်ပုံတွေကိုဝက်ကြကွဲပြားသွားသလိုကြမ်းတက်ပုံနီးစနစ်ကလည်းပဲနီးစနစ်ဆိုတာတဲ့ကြမ်းတက်ပုံကလည်းပဲကြမ်းတက်တဲ့အသုံးနှုံးကလည်းပဲကွဲပြားသွားတယ်ဆိုတာသိစေခြင်းလို့တပည့်တော်တို့ဝက်ကြအားလျော်စွာကြမ်းတက်ပုံတွေကိုသွားနေတဲ့အခါမှာပက္ခန္တရာပြည့်သွားပြီဝိထရာပြည့်သွားပြီနိခမနာပြည့်သွားပြီဟုတ်လားဒီနေ့ဘယ်ရောက်သွားလဲဆိုတဲ့အခါကျတော့နောက်တစ်ခုသွားလိုက်ကြအောင် အထာရာစာမျက်နှာ80နဲ့4အထာရာစာမျက်နှာ80နဲ့4တထောင်300ဝက်ကြကအင်မတန်ကောင်းလွန်းတဲ့အတွက်ကြောင့်တထောင်360နဲ့5ခုနှစ်ကမေးသွားတဲ့ဝက်ကြဝိပါကတဲ့ရဲ့အဖွင့် วิบากะติเกสุบิรสะพ่นน่ะบ่เปียวิบากะติพระฤฤจิเนยาติล่ะอ๋อบาดิแลฮะวิบากะเจมานาวิบากะวิบากะเจมาเจมานิวะนิวะวิบากะนาวิบากะเจมาเจมาเฮ้ยพระฤฤจิฮัลโหลวีวีก็เนสาธินัพชิมาหอล่ะพระฤฤ နင်းစာသင်နှဖြေမဟုတ်လားနင်းအဲ့ဒီမှာဒုတိယပရာကဘာလေးလဲဟေးဝိပါကဓမ္မဓမ္မဒုတိယပရာလေးနော်ဒုတိယပရာရဲ့အဖွင့်ကိုကြည့်မယ်ဟေးစလုံးမဲလေးနဲ့ရေးထားတယ်ဆိုတော့သိတာထင်ရှားတယ်ဝိပါကဓမ္မဓမ္မတိဝိပါကသဘာဝဓမ္မဝိပါကကတော့ဝိပါကပဲ အလေကောင်ကဓမ္မကပါလေတဘာဝနောက်ဆုံးမိကဓမ္မတော့ဓမ္မပဲရှင်းမဖွင့်ပြသားဖြစ်မှာပေါ့ဒါဆိုဝိပါကလည်းပဲမထူဘူးနောက်ဆုံးမိကဓမ္မလည်းပဲမထူဘူးအလေကောင်ကဓမ္မပထမဓမ္မပေါ့ဓမ္မနှစ်မျိုးတည်းကလေပထမဓမ္မကိုဘယ်လိုဖွင့်လိုက်တယ်လဲတဘာဝတဘာဝ ကာရီကာရီပြောင်းလားဒရာလုံးလုံးပြောင်းလားဒရာလုံးလုံးပြောင်းဝိဘက်ပြောင်းတာလားမူရင်းပုတ်ပြောင်းတာလားဝိဘက်ပြောင်းတာဘယ်ခန့်လို့ထင်လဲနန်းခန့်နန်းခန့်ပေါ်ပြန်နော်ပထမဓမ္မဒရာကိုသဘာဝလို့ပြောင်းလိုက်တာနန်းခန့်ပေါ်ပြပဂတိပြောင်းနော်နန်းရဲ့ပဂတိဘယ်နှမျိုးလဲ၄မျိုးဒါပါလေကျွင်းနံကျွင်းနံပေါ်ပြန်နော်ကျွင်းနံပေါ်ပြန် ဒါဆိုရင်ကျွင်းနံပုဂ္ဂိုလ်တရားလုံးလုံးပြောင်းဖွင့်တဲ့အတွက်ကြောင့်ဘာတောင်းတနာနာမတိကထတောင်းတနာဟုတ်လားဒါတောင်းတနာမြည်ပြတာလေအာဘောဖောမယ်ဆိုရင်တော့ပထမဓမ္မတရားဘာဟောတဘာဝအနဲ့ဟောတဘာဝအနဲ့ဟောလေတရားတဘာပြောင်းတုံညာမှတ်တာအဋ္ဌတောင်းတနာဟုတ်လားနာမအဋ္ဌတောင်းတနာဆိုတာဘာပြောတာလဲတောင်းတနာမှာရှိသောတရားရဲ့အနဲ့ကိုတောင်းဒီတပ်ပမှာရှိသောတရားကဟောလို့ပြောတာလေအဋ္ဌတောင်းတနာဆိုတာလေနာမ ဒါကြောင့်ပထမဓမ္မဆိုတာဒီတဘာဝအနက်ကိုဟောတယ်လို့ထာဝရဆရာကြီးကဖွင့်ပြတယ်ဒါပဲသွားနေတာကတော့တပည့်တော်များသည်အခုသလိုစေဆိုဝကြခွဲသွားနေတာနော်ဝကြခွဲပြီးမှကျန်းတက်သွားမှကျန်းတက်ပြီးမှဒေါသပင်သွားမှနော်သောပင်သူညာတော်လည်းပဲဘာမျက်လုံးလေးမကောင်းခဲ့ရင်တော့ဆောင်းမျက်လုံးလေးမကောင်းခဲ့ရင်တော့6မျက်လုံးလေးမကောင်းခဲ့ရင်တော့6ထဲကြာတော့မှာပေါ့ဟုတ်လား6မျက်လုံးလေးမကောင်းခဲ့ရင် ကြောင်း6မျက်လုံးလေးမကောင်းခဲ့ရင်တော့နင်တို့6ထည့်ကြတော့မယ်အခု6မျက်လုံးလေးတက်ပြီးကြည့်လိုက်တယ်နော်ပထမဓမ္မတရာဘာနဲ့ဟောဘာဝနဲ့ကိုတဘာဝအနဲ့ကိုဟောကြည့်နော်ကဲနောက်ကဘကြကဆက်လာပြီဟေးနောက်ကဘကြကဘာပြောလဲယထာဇာတိဇရာတဘာဝဇာတိဇရာပကတိကတတ်တာဇာတိဓမ္မဇရာဓမ္မတိဟုတ်စံတိအေဝံဝိပါကတ ဇဏကဋ္ဌိနဝိပါကသဘာဝဝိပါက ပကတိကဓမ္မာတိအထောဣတိအထောလာရင်ကိုနည်းနည်းလေးသဘောပေါက်အောင်ပါဗျာနော်ဣတိအထောလာရင်ကိုနည်းနည်းသဘောပေါက်တော့အသည့်သုံးပါးဘာပဲကြလဲဣတိအထောလာရင်ဝိဋ္ဌာရကြဲကြဲဖြစ်ဟာဣတိအထောလာရင်ဘာပဲကြဝိဋ္ဌာရဝဲကြပါဗျာဝိဋ္ဌာရဝဲကြပါ ကိုတော်လေးဣတိအထောက်လိုက်ဘာပဲကြာဟန်ကြေကြေဖြီးပါစောစောသုံးပါးနဲ့မပါလို့နဲ့မပါလို့မလို့နှစ်ပါးသာပဲကြာနေဟုတ်တလားလို့မေးတဲ့ကရှေးကပထမဓမ္မတရာဘာနဲ့ဟောသဘာဝနဲ့ကိုတဘာဝနဲ့ဟောနော်နောက်ကဖွင့်လိုက်တဲ့အခါကြတော့ရော ဝိပါကသဘာဝဝိပါက ပကတိကဓမ္မာမဟုတ်လားမှန်ပါဝိပါကကတော့ဝိပါကပဲပထမဓမ္မာကတော့သဘာဝနောက်ဆုံးမိဓမ္မာကတော့ဓမ္မာအတိုင်းပဲထားထားတယ်အော်ဒါဆိုပထမအဖွင့်တော့ကလည်းပဲပထမဓမ္မာကသဘာဝပဲဒုတိယအဖွင့်ကျတော့လည်းပဲပထမဓမ္မာသဘာဝပဲပြောင်းသွားလားမပြောင်းပါဘူးကောက်ချက်ချရင်တထထဲကြမနေဘူးလားကြာနေပါလား သို့ပင်သို့ညာတော်လဲဘာလေးกว่าလဲပထမဝကြကရှေ့ဝကြကတဘာဝအနက်ကိုဟောတဲ့နေရာမှာဥပမာနာနဲ့ပြတာလားယူယူပြလားယူယူပြတာဥပမေယတက်တက်လို့ပြောလို့ရတာပေါ့ဒုတိယဝကြယထာဇာတိတဘာဝကြတော့ဥပမာနာလေးပါမလားဘူးလားပါပါဥပမာနာဥပမေယဇုံလေးပေါ့ဗျာနော်ဒါကြောင့်ပထမဝကြကကျင်းပြီးတော့ ချက်လာတော့သူကြေတာပေါ့ဗျာဟုတ်လားပရမတော်ကတော့ပြိတ္တော်ဟုတ်လို့ပေါ့နော်ဆရာသမားပရမတော်ကတော့ပြိရွှေဆိုင်လေးပဲဖွင့်ထားတာပေါ့စီပါကြီးလေဘာဆိုင်လေးလဲရွှေဆိုင်နင်ဖွင့်နိုင်တော့ပါဦးလားနော်နောက်ကြမှာစီပါကြီးလေးကနည်း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 အခြေအနေလေးကောင်းတော့နည်းနည်းချဲ့လိုက်တယ်ကဲဗန်လေးပါထောင်လိုက်တယ် ရှင်းလားချဲ့လိုက်တာမဟုတ်လားစီပါရေးကိုလေပထမတော့ငါတော့ဥပမာအော် sorry ဥပမေရလေးပဲဥပမေရရွှေဆိုင်လေးပဲเนาะအော်အချင်းဒီလေးကောင်းတော့နောက်ဝကြကြတော့ဥပမာနာဗန်လေးပါဟုတ်လားထောင်လိုက်တော့စီပါရေးပိုးကျေပြန့်သွားဘူးလားကျေပြန့်သွားပါဒီသဘောပဲထောက်ပြတော့ဗျာဒါရှိမှသင်ပြတာကြီးပါเนาะ ဒါကြောင့်ရှေ့ကဘကြကကျင်းတယ်နောက်ကဘကြကကျေတဲ့တဲ့ကြောင့်ကောက်ချက်ချရင်အတူတူအကျဉ်းကျေမျှသာကွာခြားတဲ့အတွက်ကြောင့်နောက်ကဘကြသည်ဘာဝကြဝိထာရဝကြဝိထာရဝကြပါရပြီလားနားလည်ပြီလားမှန်ပါဘာဝကြလဲဝိထာရဝကြဝိထာရဝကြပါအခုလေကလေးပထမအဆင့်ကိုလွန်ပြီဆိုရင်ရှေ့ဆက်သွားတော့မယ်နော်မှန်ပါအေးလွန်ပြီမဟုတ်လားမှန်ပါ ရှိကဥပမေယတသက်ပြနောက်ကဥပမာနာဥပမေယဇုံပြပိုးကျေလာအတိတ်ပြတော့တူတူပဲရှိရလေတဘာဝအနဲ့ဟောနောက်ကလည်းတဘာဝအနဲ့ဟောဓမ္မကိုပဲဖွင့်တာဝိပါကကိုနည်းနည်းလေးတောင်မတူနောက်ဆုံးမိဓမ္မကိုနည်းနည်းလေးတောင်မတူအလေကောင်ကဓမ္မပဲပထမဓမ္မကောက်ချက်ချရင်တူတူကျင်းကျင်းမြတ်တာကိုယ်ဒါကြောင့်ဝိထာရအဲ့ဒီဝိထာရချဲ့တဲ့အခါမှာယိုးယိုးချဲ့လား ဥပမာနာဆွဲ့ချေလားဥပမာနာဆွဲ့ချေဟုတ်လားအမရုဒ္ဓသောဓာရကတပပစီရုဒ္ဓန္တသမိန်ဓာရကေပပစီပိတာပေါ့ဗျာနောက်ကထည့်ပေါ့ဟုတ်လားအမပပစီပိတာတဲ့ဖခင်ယဟန်ပြုတ်သွားတယ်တဲ့ဘယ်ချိန်လဲကလေးငိုနေတဲ့အချိန်ဖခင်ယဟန်ပြုတ်ခြင်းကရိယာကို ဟုတ်လားဖခင်ယဟန်ပြုခြင်းတိဟူသော လုပ်ငန်းကိစ္စမထင်ရှားဘူးလေအင်းကနေတို့တို့တွေထွက်သွားတာဟုတ်ဗျာနော်ကလေးငိုတာကြတော့ကလေးဆိုတာအပြောင်ငိုတာဟိုးအင်းဒီနာချင်းနေအကုန်ကြားတယ်ဟုတ်လားထင်ရှားဘူးလားထင်ရှားပါရဲ့အာညီတို့ရင်ဟာကြီးငါမသိလဲဘူးဘယ်ချင်းဘယ်ချင်းလောက်ပြောင်းသွားတာလဲသူများတာသမီးယူထားပြီအခုကြမှာဘရိတ်ကြီး နေအဲ့လိုမလုတ်ကောင်းဘူးမလုတ်အောင်ကြလာအာညိသိတယ်ဘုလားတို့အိမ်ကကလေးပေါ့စာအောငိုးနေတဲ့အချိန်မှာလေဟုတ်လားဖခင်ယဟန်ပြုတ်ခြင်းတို့တော့မထင်ရှားတဲ့ကိရိယာကိုကလေးတော်တကြောကြောငိုခြင်းတို့တော့ထင်ရှားတဲ့ကိရိယာနဲ့မှတ်သားပြလို့အဲ့ဒါဘာခဏလက္ခဏာ ဘာဝိနဘာဝလက္ခဏာပေါ့ဗျာဟုတ်လားမှန်လက္ခဏာခေါ်တယ်ဘာကနာခေါ်လဲလက္ခဏာဟုတ်လက္ခဏာခေါ်တယ်ဖေကြီးဒီနေရာလေးတင်ဖြတ်ပြီးငါလိုင်းမော်တင်းမပြင်းနဲ့နော်အနာဒရေစတုတ်ထဲပါတဲ့ဟာကြီးကိုတဲ့လက္ခဏာလို့တင်နေဆိုပြီးတော့ငါကတော့လိုင်းနဲ့နဲ့ထဲ့မပြင်းနဲ့နော်ငါဒီနေရာလေးဖြတ်တော့ပြီးတော့နင်းမလုံနဲ့နော်နင်းနင်း ဲ့ဒီဒါလှုပ်တာကျွမ်းတယ်လို့ပြောတယ်နင်မလှုပ်နဲ့နော်အဖြတ်တောက်လေးနင်ကျွမ်းတယ်လို့ပြောတယ်မလှုပ်နဲ့နော်သို့ပင်သူညာတော်လည်းပဲယူယူမှတ်သားပြတဲ့နေရာလားလုပ်ငန်းကိစ္စတစ်ခုဟာတခြားလုပ်ငန်းကိစ္စတစ်ခုကိုဂယုမဆိုင်တဲ့သဘောလေးပါသွားလားဂယုမဆိုင်တဲ့သဘောလေးပါဟုတ်လားအာ ဖခင်ယဟန်ပြုခြင်းတည်းဟုသော လုပ်ငန်းခွင်တစ်ခုသည်ကလေးငိုခြင်းတည်းဟုသော လုပ်ငန်းခွင်တစ်ခုကိုဂယုမဆိုင်တဲ့သဘောလေးပါသွားတယ်။ယူယူလက္ခဏာတဲ့နှာတစ်ဖြားသာသွားတယ်။ရှင်းလား?အာ။ဒါကြောင့်သရာဆရာတွေကယူယူလက္ခဏာတဲ့နှာတစ်ဖြားသာသွားလို့သူ့ကိုလက္ခဏာလို့မပြောတော့ဘဲနဲ့ဘာလို့ပြောသလိုအနာဒရာလို့ပြောသလိုဟုတ်လား?အာ။ ်အခုလည်းပဲဣတိယထောပါလို့ဝိထာရဟုတ်လားသင်္ကေတလေသဘာဝအပြင်ရှေ့မှာဥပမေယတသက်ပဲပါတယ်နောက်မှာဥပမာနာဥပမေယဇုံပါတယ်ဟုတ်လားကျေးလာတယ်လေမှန်ပါ အကျဉ်းကျယ်ကွာလာတယ်လေ။ကောက်ချက်ချရင်တော့ရှေ့ကလည်းသဘာဝအနတ်ဟောပဲ။နောက်ကလည်းသဘာဝအနတ်ဟောဓမ္မစရာလေးရလေ။မှန်ပါ။တခြားပြောင်းသွားတာလားဒီနဲ့ပဲလား။ဒီနဲ့ပဲ။ကောက်ချက်ချရင်အတူတူအကျဉ်းကျယ်မျှသာကွာလို့ဝိဓာရာသဘာဝနည်းအပြည့်ဝိဓာရာသင်္ကေတနည်းအပြည့်ဣတိယထောပါလို့ဝိဓာရာဟုတ်လား။သို့တော်ဆိုတဲ့နောက်မှာကပ်ပါလာဓာလေးက ယူယူဝိထာရလာ ဝိထာရတဲ့နှာတပြားသားနေတာလေးမြင်လိုက်ရလားဝိထာရတဲ့နှာတပြားသားနေတာမြင်နေရဘာပမေဘာပမာနဘာပမေရလေးနဲ့ချဲ့လို့ဥပမာနာပမေရလေးနဲ့ချဲ့လို့ဟုတ်လားဝိဒါဝိထာယူယူချဲ့တာမဟုတ်ဖဲနဲ့ဟုတ်လားဥပမာနာဥပမေရလေးတွေနဲ့ချဲ့လို့အာဂမလေးတွေနဲ့ချဲ့လို့နိယမအာနိယမလေးတွေနဲ့ချဲ့လို့အဲ့ဒီလိုချဲ့သွားရင်တော့ ဝိထာရထဲနှာတပြားတာတော့တခြားဝကြတခုတပြုတ်လို့ခွဲကြရမယ်။ဘာဝကြလဲ။တမ္ပါဂရိကနနာဝကြဟုတ်ပြီ။ဒီအောင်လို့တော့ရှင်းယူလိုက်ရတယ်နော်။ရှင်းမှသင်ပြီးသားကြီးပါကွယ်။ကဲသွားလိုက်ကြအောင်ဗရိတ်ကြီး။အဲ့ဒီတမ္ပါဂရိကနနာဝကြကိုဒီနေ့ဝကြခွဲမယ်။ကျန်းတက်မယ်။ဒေါသတွေပင်မယ်ပေါ့။ရှင်းဥစွာဗရိတ်ကြီးနင်ဝကြလေးခွဲကြည့်ပါဦး။ အဲ့တော့ဝိပါကဓမ္မဓမ္မတိဝိပါကသဘာဝဓမ္မကာကြီးလို့ခဏခွဲယထာကနေစပြီးတက္ကလာနောက်ဆုံးမိဓမ္မတိအထောကိုခခွေလို့ခဏလေးခွဲလိုက်မယ်ဟေးရေလွတ်လိုက်ပါအောင်ခာမပြဝဲကြသည်ခာမပြဝဲကြသည်ကာမပြဝဲကြ၌ဓမ္မဒရာဤသဘာဝနဲ့ဟောပုံကိုအင်းသဘာဝအနေ၌ဖြစ်ပုံကိုသဘာဝအနေ၌ဖြစ်ပုံကို ဥပမာနာဥပမယတို့ဖြင့်ထင်ရှားအောင်ခြင်းများသောကြောင့်အမဂရိကရဏဝကြမြပါသည်အေးတပည့်တော်ဆောင်းထဲမှာဥပမာဥပမေယလို့ဖြစ်နေတယ်ဥပမာနဥပမေယလို့သူတို့ဖြစ်ရမှာနာငယ်လေးတလုံးကြံခဲ့တယ်နောက်တော့ကကြတော့ထည့်ရိုက်မှာပေါ့တပည့်တော်တော့ဒီနှစ်ဒီစာအုပ်ကလေးကတော့စာသင်နဲ့ပြင်းပြင်းသွားမှာတပည့်တော်တခါမှကိုမဖက်ရသေးဘူးပြင်လည်းမပြင်ရသေးဘူး စာတင်သားတွေအစင်ပြောင်းဆိုပြီးတော့ပြီးတော့ PDF ကလေးထုတ်ပေးလိုက်တာဘာမှမပြည့်သေးဘူးဘာဆိုဘာမှမပြည့်သေးဘူးအလဲကောင်စင်တာပို့စရာတောင်းအလဲကောင်စင်တာတချို့ပို့ရမယ့်နေရာရှိတယ်တချို့ဘိုးရမယ့်နေရာရှိတယ်တချို့ဖောင်းပြောင်းရမယ့်နေရာရှိတယ်ဘာဆိုဘာမှမလိုတော့သေးဘူးအဲ့တော့ break သူစာတင်နဲ့ပဲပြင်သွားလိုက်တော့ဟုတ်ပြီဟေး break ဘာလဲပြန်စပေါင်းဟာနေမှန်းသွားပြီခါမက်ပြဝကြာတီကာမပြဝကြာ၌ပထမဓမ္မတရား တိဓမ္မဓမ္မတရာဤတဘာဝအနက်၌ဖြစ်ပုံကိုဥပမာနာဥပမယတို့ဖြင့်ထင်ရှားအောင်ပြုရသောကြောင့်သဗ္ဗံဂတိကရဏဝကြမိပါသည်အဲ့ဒီအုံုံလေးတီပင်လျင်အရှင်ဖုရားကြမ်းတက်တဲ့အခါမှာပါလာတော့မှာကိုတက်မဲ့ဝကြကိုကြည့်ပြီးအာဘောထားမယ်လေကိုတက်မဲ့ဝကြကြည့်ပြီးတော့ပု္ပ္ပာထုတ်မယ်လေအာဘောပု္ပ္ပာနေရာမှာသူပါလာတော့ပဲ ဘာခွေးရင်နဲ့မကြခွေးရင်နဲ့ဘာကိုလှမ်းပြီးတော့ကျမ်းကျုပ်ကိုလှမ်းပြီးတော့အာယုံပြုထားရတယ်တစ်ချက်ခုံးစံပေါင်းရသွားမြဲပြောတာပဲပြောတာပဲလောဇဟေခအမပြဝကြသီခအမပြဝကြသီကာမယဝကြနိုင်ပရမဓမ္မတရာ ဟေ့တင်းဒီလိုပဲကြောက်ရရဟုတ်တယ်ဆေးရထုတ်တယ်တရေထုတ်လာပဲတပ်ပါဂတိကရဏဝဲကြကိုကျန်းတက်ရင်ဘယ်ဝဲကြကိုထပ်ပနာတပ်ပါဂရဏကြကိုထပ်ပနာထပ်ပနာစကားကိုဆိုတဲ့ပုဂ္ဂိုလ်ကဘသူလဲသာကရဆရာသာကရဆရာပေါ့နော်ကိုတက်မဲ့ဝကြကိုကြည့်ပြီးတော့အာဘော်လေးထားလိုက်မယ်လေကိုတက်မဲ့ဝကြကိုကြည့်ပြီးတော့မေကုံးပုစာလေးထုတ်လိုက်မယ်လေဟုတ် စိုးစိုးတကဗရိကြီးလုတ်တဲ့အတိုင်းပေါ့ဓမ္မသရာဤသဘာဝနဲ့၌ဖြစ်ပုံကိုဥပမာနာဥပမေယတို့ဖြင့်ထင်ရှားအောင်ဟုတ်လားမပြဆိုရသေးသည်မဟုတ်ပါလောဒီလိုလို့ပေါ့ထင်ရှားအောင်ပြဆိုပုံကဘယ်ပါနီးဒါပဲမဟုတ်လားပရိကြီးထပ်ပနာတိကလေးရှိဦးဆိုတာလုတ်ပေးစမ်းရှင်ရောကရာဆရာဆရာသည် ကာမပြဝဇာပိဝိပါကဓမ္မဓမ္မာနပရမဓမ္မသနာဤသဘာဝနန္နဖြစ်ပုံကိုပြဆိုတော်မူ၏ယင်းရဟုတ်တယ်ယင်းဓမ္မသရာဤသဘာဝနန္နဖြစ်ပုံကိုဥပမာနာဥပမေယတို့ဖြင့်သင်ရှားအောင်မပြဆိုတော်မူလော ဥပမာနာဥပမေယတုပြေသင်္ချာအောင်ပြဆိုဘုံကဆိုဘုံကဘေဝာနီဘလောက်ဆိုရပြီဒါထပနာတိကနော်အဲ့ဒီတိက၄ထဲကိုတပည့်တော်တို့ထပနာပင်စကားလေးနဲ့အပူမဆလာလေးတွေခတ်ပြီးတော့ထပနာပင်စကားလေးဖြစ်အောင်လုပ်လိုက်မယ်လေထပနာအာဘောပု္ပ္ပာအတူတူနော်ကျန်တာလေး तू ကထဲခိုင်းလိုက်တယ်ကိုလိုက်ထဲလိုက်ရုံပဲဟုတ်လား ရွှေဘိုးဆောင်ဘုတ်ကလေးရွတ်ပြလိုက်ပါအောင်ကိုကြီးသဗ္ဗနာပြသဗ္ဗနာပြသောတာလက္ခဏာအာဘောဂာနိဟိခာသမေနောယဇောယမေဘပင်တကအဲ့ဒီလက္ခဏာတိုင်းလုံးပါပေါ့နော်ကဲပရိကအဲ့ဒီလက္ခဏာလေးမနေ့တုန်းကနေမေ့နေတာဖြစ်လေချင်းကြောင့်ငါမယ်ဖော်မြူလာပြန်စုခိုင်းရတယ်လေအခုစုလိုက်ပါအောင်ဖော်မြူလာလေးရှင်ဒဂရဆေယကွယ်လည်ဒီကွယ်လည်ဖြင့်

ဲ့ဒီဖော်မြူလာလေးတွေကိုအခုဟာလေးထည့်လိုက်တော့မယ်နော်ထပ်ပနာအာဘောပု္ပ္ပာကတိကနဲ့အတူတူပဲနော်ကျန်တာလေးတွေပဲနင်းနင်းဟိုဘေးမရောက်နဲ့နော်ဘေးကိုချော်တော့ငော့ပြီးတော့နင်းမဆွဲနဲ့နော်ငါကျိုးနဲ့ဆွဲထားတော့လောက်ဟေပရိအရှင်တဂရံဆရာဆရာတိကာမပြဝိဇ္ဇာပြဝိပါကဓမ္မဓမ္မနာ ပထမတရာဤတိတိပထမဓမ္မတရာတိသဘာဝနာကိုဟောဤဟုပြဆိုတော်မူ၏ဘာကြောင့်အဲ့ဒီလူလေးထပ်ပနာကိုသုံးနိုင်သွားတာလဲညီလေးသုံးပါအရှင်မြတ်တို့နောင်တော်ဤဘာကြောင့်အဲ့လူလေးသုံးလိုက်တာလဲပြောဖေရဝကြခွဲလို့ဝကြခွဲဩဝကြခွဲတော့ငါအဲ့ဒါလေးပါလို့အေးဟုတ်တယ်အဲ့ဒါလေးဟုတ်ပါတယ် ်နောက်တစ်ခုရောဘာကြောင့်အဲ့ဒီအတုံနှုံလေးဓမ္မသရာတိတဘာဝအနတ်ကိုဟောဤဟုဖွင့်ပြတော်မူဤအဲ့လိုသူတုံးသွားတာလေဟဲ့ဒီမှာဓမ္မသရာကိုတဘာဝအနတ်ကိုဟောဤမပေါင်းတော့ချောင်းမျက်လုံးလေးကြောင်းဘာကြောင့်လဲဟိချောင်းမျက်လုံးလေးကောင်းလို့ဗျာချောင်းမျက်လုံးမကောင်းခဲ့ရင်ဒီနေရာမှာကိုထင်တယ်လို့ကြိတ်တော်မှာဟုတ်လားဒါကြီးကို ြည်ပြီးမြန်မာကြီးလည်းပြန်ကျင်လည်းပြန်ပြစ်တော့မှာ6မျက်လုံးလေးကောင်းတော့တိတိကြကြတစ်တစ်ခွားခွားရှေ့ကဝိပါကနဲ့မဆိုင်နောက်ဆုံးကဓမ္မနဲ့မဆိုင်အလေကောင်ကဓမ္မလေးပထမဓမ္မလေးနဲ့ပဲဆိုင်ဆိုင်တာကလည်းဘာဆိုင်တာလဲနာမလိန်ကထရှုတော်မှာဆိုင်တာဟုတ်လားဒါဆိုအဲ့ဒီနာမလိန်ကထရှုတော်လေးကကွက်ပြီးတော့ကိုပဲထပ်ပနာတိကြစေလေဆိုရင်ပရိကြီးကဆယ်မှတ်ပြည့်ပြီဟုတ်လား အသင်းတွေဘာတွေကြပရိကြီးအဲ့လိုမေးတာလေအင်းနည်းလေနင့်မှန်တယ်ပြောမှာပဲရှက်ပြီးတော့အောက်ကိုငုံနေတယ်နင်းအစင်းပြေးပါတယ်ဒီနေ့အစင်းပြေးတယ်လေပြေးပါတယ်ဟာမငုံမှန်တယ်ရှက်ပြီးတော့ငုံနေတယ်သူကလည်းရှက်တတ်တယ်ဗျာနော်သူကလည်းရှက်တတ်တယ်စာဆိုတဲ့နေရာတာရှက်တာနော်တခြားနေရာကျတော့ရှက်ကြောပြက်ဒီနေရာတော့သူကရှက်တယ်ဗျာနော်လုံးဆန်းဟင်ပရိကြီးမှန်သွားပြီရှင်ဒဂရဆေယရှင်ဒဂရဆေယဆေယတိ ကာမပြဝကြဖြင့်ဝိပါကဓမ္မဓမ္မာနပရမဓမ္မသရာတိသဘာဝနာကိုဟောဤဟုကြားစွတော်မူ၏ဤသို့သာပြသူသည်ရှိသောဓမ္မသရာဤသဘာဝနာ၌ဖြစ်ဖို့ဖြစ်ပုံကိုသဘာဝနာ၌ဖြစ်ပုံကိုမတိယတိဥပမာနဥပမာနာဥပမေယတို့ င်ရှားအောင် ပြဘုံကိုမတိအသေးသည်မဟုတ်ပါလောရတယ်ထင်ရှားအောင်ပြဘုံကိုမတိအသေးသည်မဟုတ်ပါလောရှင်းဆက်သွားတော့ဟိသို့သောမတိအသေးသည်အပြည့်ကြောင့်ဝိပဓမ္မသရာဟိသဘာဝနဲ့၌ပြဘုံကိုသာမပြဆိုသည်ဘောဘဝထပ်ပနာပေပါဆိုမှထပ်ပနာတိုင်းပြန်ဆိုရတယ် ပထမဓမ္မဒရာတိပထမဓမ္မဒရာတိသဘာဝနာကိုဟောဤဟုသာမပြာဆိုသည်ထပ္ပနာမှာသုံးနဲ့အသုံးနှုံးကြီးတိုင်းဆိုးနေထပ္ပနာပဋိခေပါလေကိုဘာသာကိုဉဏ်ကြီးနဲ့အသုံးနှုံးတစ်ခု အသစ်ရှာမှာလားထပ္ပနာအတိုင်းပြန်သုံးပြီးပဲခဲ့မှာလားထပ္ပနာအတိုင်းပြန်သုံးပြီးပဲခဲ့ဟုတ်လားတပည့်တွေလွယ်စီခြင်းလို့အရှင်မြတ်ဘာသာအသစ်ရှာပြီးတော့မှန်မှန်ကန်ကန်လောက်တန်ရင်လေအမှန်ပဲမမှားဘူး သို့တော့တပည့်တော်တို့ကတော့ကြိုက်ဆုံးကတော့တစ်ချက်ခုအချက်ပေါင်းများစွာပြည့်တဲ့နီးနဲ့အကြိုက်ဆုံးပဲပရိကျင်နဲ့အသစ်ရှားအနေနဲ့ထပ်ပနာမှာသုံးတဲ့အသုံးနှုံးတိုင်းအတိအကျပြန်သုံးပြကူးချရေးလို့ပြောတာဗျာပရိကျလားဟုတ်စာမေးပွဲကိုခိုးမချဘဲနဲ့ဟုတ်လားခိုးချเสียမလို့ပဲနဲ့ဟုတ်လားခိုးခြင်းတည်းဟူသော အာဒိနာရဏအမှုကြီးကိုမလုပ်ဖဲနဲ့အဲ့လိုလေးပြောလိုက်ရမလားအဲ့လိုလေးပြောလိုက်ရမလားခိုးစင်အောင်မလို့ဘဲနဲ့ကိုကြည်ရည်တာဟေးအဲ့ကြည်ရည်တဲ့နီးနဲ့တင်းတာဟေးဟုတ်လားရမိုက်လေအဲ့လိုခိုးစင်အောင်မလို့ဘဲနဲ့ကြည်ပြီးဖြည့်လို့ရတယ်ရမိုက်ရမိုက်လေခိုးစင်အောင်မလို့ဘဲနဲ့ ကြည်ပင်ဖြေလို့ရတယ်ရမိုက်လေอืมဥမာစွာစုပြခန္ဓာရမိုက်ဗာလဲပစ္စခန္ဓာရမိုက်ပစ္စုပန်နာ ပုဂ္ဂလစုပါစုเนาะပန်တန်ဩတန်ကြာရင်ဘုံခွဲရတယ်ဘလို့ခွဲလဲအားလျော်စွာခွဲအားလျော်စွာဆိုတော့ဗာလဲရမိုက်အားလျော်စွာ ခွဲရမိုက်ကဘာရမိုက်လဲခန္ဓာရ